ရီယန်နီပြားဖြစ်တာဝန်ယူပြီးဟင်ရော်ရီကိုရှင်းထုတ်သွားမယ်ဇာဗီလွန်ဆိုဇာဗီလွန်ဆိုကတော့လာမယ့်ရာသီမှာရီယန်မာဒရစ်ကိုပြောင်းရွှေ့ကင်တွယ်သွားဖို့အတွက်တေချာတော့ရှိနေပြီလို့ဆိုရမှာပါကိုယ်စွေလာမယ့်ရာသီမှာရီယန်ကိုသူကင်တွယ်တဲ့အခါအသင်းကိုဘလို့ပုံဖော်သွားမယ်ဆိုရာရီထိအလွန်ဆိုကစဉ်းစားနေပြီလို့သိရပါတယ်အလွန်ဆိုကရာသီကုံမှသာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့မှတ်ချက်ပေးမယ်လို့ဆိုထားမယ်လေအတွင်သတင်းတွေကတော့ရီယန်ကိုပြောင်းရွှေ့ကင်တွယ်သွားဖို့အတွက်အလွန်ဆိုဘက်ကနေမီးစိမ်းပြထားပြီလို့တော့မှာဆိုပါတယ် အလွန်ဆိုကရီယက်ကိုကင်တွယ်ပစ်ခဲ့ရင်အသိန်းကိုသူ့စိတ်တိုင်းသာပြောင်းလဲတိဆောက်သွားမှာဖြစ်လို့လာမယ့်ညွေရသည်မှာရီယက်ကအလွန်ဆိုလိုအပ်တဲ့ကစားမားတွေကိုခေါ်ပေးရဖို့ရှိနေလို့အလွန်ဆိုကမလိုအပ်တော့ဘူးဆိုတဲ့ကစားမားတွေကိုလည်းအသိန်းကနေရောင်းထုတ်ပေးသွားမှာဖြစ်ပါတယ်။လက်ရှိရီယက်မှာတော့ Tony Cruz ရဲ့ကွေးလည်နေရာနဲ့ဘိုးခန်းစစ်နေရာတွေကအဓိကထားခေါ်ယူသွားဖို့လိုအပ်နေတဲ့နေရာတွေပဲဖြစ်ပါတယ်။ရီယက်ရှေ့တန်းဘက်မှာတော့လက်ရှိလူစင်းကလုံလောက်အောင်မကဘိုးပါပူချန်နေတဲ့လိုအလွန်ဆိုကသုံးသပ်ထားပါတယ်။ရှေ့တန်းကကစားမား၃အောက်ကသာအဓိကထားပြီးတော့အုံပြူသွားဖို့အတွက်အလွန်ဆိုကဆန္ဒရှိနေပါတယ်။ ဒီကစားမိုက်ထဲမှာအလွန်ဆိုးသဘောမတွေ့တဲ့ကစားမကရိုဒရီဂိုဖြစ်နေရာကြောင့်လာမယ့်နေ့မှာရိုဒီဂိုကတော့ဒေတာပေါက်ရောင်းထုတ်ခံသွားပွဲရှိနေရပဲဖြစ်ပါတယ်